င်္ဂလာပါရှင်၂025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ရက်တွင်မိုလီဝတာနယ်ဆလာဗီယာသတင်းများကို နေပြီးတော့မိုလီဝတာနယ်ဆလာဗီယာညွှန်ကြားမှုအစည်းအထာမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24ရက်နေ့အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညာပူချိန်ခြေနေများမှာချီပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်အောက်1ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့ပြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့ထက် 2ဒီဂရီဆယ်စီယပ်ပိုခဲ့ကကျန်တန်းဒေသကြီးနဲ့ကီနေများမှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ခန့်သားရှိခဲ့ပါတယ်။မြို့လိုက်ထူခြားတဲ့ညပူချိန်ခြေနေများမှာဟာခါမြို့မှာ၄ဒသမ6ဒီဂရီဆယ်စီယပ်ရိုင်းလီမြို့မှာ9ဒသမ6ဒီဂရီဆယ်စီယပ်တီတိန်မြို့မှာ8ဒသမ5ဒီဂရီဆယ်စီယပ်ရှမ်းပြည်နယ်တောင်ပိုင်းနန်းစံမြို့မှာ8ဒသမ6ဒီဂရီဆယ်စီယပ်ဟဲဟုံမြို့မှာ10ဒီဂရီဆယ်စီယပ် ပင်လောင်မြို့မှာ10.2ဒီဂရီဆယ်စီယပ်တောင်ကြီးမြို့မှာ17.4ဒီဂရီဆယ်စီယပ်ပြည်ဦးလင်းမြို့မှာ17.8ဒီဂရီဆယ်စီယပ်နဲ့လာရှိုးမြို့မှာ17.8ဒီဂရီဆယ်စီယပ်တို့ ဖြစ်ကြပါတယ်။မြို့လိုက်ရွာသွန်းခဲ့တဲ့မှတ်သားဖွယ်ရာမွေချင်းမြို့မှာပြည်လင်းမြို့မှာ3.2လက်မနဲ့ညိမ်မြို့မှာ3.3လက်မတို့တိုင်ထွာရရှိခဲ့ပါတယ်။ ီကနေ့နေလတနအီခွဲချိန်မိုးလေဝသကျူးမှာဖန်ရရှိတဲ့ပုံရဘင်္ဂဗေလေောမြောက်ပိုင်းမှာတိတ်ကင်းစင်စလောက်ရှိနေပြီးဘင်္ဂဗေလေောအလဲပိုင်းမှာတိတ်အင်းနေငယ်ဖြစ်ထွန်းနေကကပလီပလင်းပြင်းနေကျဲမင်္ဂလာဗေလေောတို့မှာ တိတ်အင်းတက်တမှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးထိပ်တောင်းများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအစောပိုင်းမိုးထိပ်တောင်းများရွှေလျာရနေရာတချို့မှာမွေးရသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထင်ချောင်းခြင်းမိုးချိုပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိတ်အနေငယ်ဖြစ်ထိုးနေတာကို တွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရအောင်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြာရုံနေနေတာကို တွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းတည်တင်းရှိပါမယ်။ လိုင်းမြမမြမကင်မရာရှောင်းတဲ့ကန်လို့ပင်လဲပြင်းတော့မှငါးဘေးမှခုနှစ်ဘေးကန်ရှိနိုင်ပါတယ်။နက်ဖြန်မနက်ထိခမန်းချက်များအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာကျကျနဲ့ကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့မှာနေရာအကွက်ကြောင့်မိုးထစ်ချုံရွာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းချင်းပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ဖျားပြည်နယ်တို့မှာတည်ရင်တည်တည်ဖြစ်တော့ကရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာ အများအပြားတာယာပါပဲအခုဆက်လက်ပြီးမနေ့ပြန်အတွက်တနိတာကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေယခမန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နယ်နေတွိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသချင်းနေခမှန်းချက်မှာအများအပြင်းတန်ရပါမယ်အနေဆုံးဘူးချိန်မှာ19ဒီဂရီဆယ်စီယပ်66ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးချိန်မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရှမ်းကုန်းမြို့နယ်နေတွိုင်းအတွက်မနေ့ဖြန်မနေ့အထိမိုးလေဝသချင်းနေခမှန်းချက်မှာတင်းတင်းတင်းဖြစ်ထုံးပါမယ်အနေဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယပ် 85ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးဘူးကျင်းပေါင်း34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်ဤတွိုင်းတွင်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခမန်းကြမောင်းအများအပြင်းတာယာပါမယ်အနေဆုံးဘူးကျင်းပေါင်း20ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆုံးအပူကျင်းပေါင်း34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ် နောက်နှစ်ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနေငယ်ရောနေနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ဝန်လဲ၂နိုင်ချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့စရာပြာသတင်းများပဲဖြစ်ပါတယ်။ခုချိန်တစ်ဖြာကျမ်းမာချမ်းသာကြပါစေရှင်။